အားလုံးပဲမင်္ဂလာပါဒီကနေ့ရနောက်ဆုံးရအခစားသတင်းတွေကိုကြည့်မယ်ဆိုတော့ဒီနေ့ရဒီမှာကစားသမားအသစ်ခေါ်ယူပြီးတော့ပေါ့လေဒါတခြားအသင်းတွေလက်သွတ်မှုရှိနေတယ်ကျွန်တော်တို့ဒါလီဗာပူးအသင်းကတော့လက်ရှိအခြေအနေပါလေဒီဘိုင်ယာလီဗာပူးစင်တင်းရဲ့ဂျာမန်ကစားသမားဖြစ်တဲ့ Florian West ကိုခေါ်ယူဖို့ကစားသမားနဲ့ရောကလပ်အသင်းကြားမှာပါ agreement ရခဲ့ပြီဆိုပြီးတော့မှ Sky Sport Germany ကဖော်ပြထားတယ်ဆိုတော့လီဗာပူးအသင်းကဒါကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဒီ Florian West ကိုခေါ်ယူဖို့အာကျွန်တော်သတင်းတွေတောက်လျှောက်တက်နေတယ်အဲဆို တော့အပြောင်းရွှေ့ဈေးနှုန်းအတွက်ကျွန်တော်တို့မြင်နိုင်မှုတွေထပ်လုံနေပြီးတော့မှအလက်ရှိမှာတော့လီဗာပူးအသင်းကဖန်ချိန်တင်ပြောင်းရွှေ့ခြင်းယူရိုတန်130ဝင်းကျင်တုံးပြီးတော့မှ Florian West ကိုအပြီးသက်ခွဲယူနိုင်ဖို့အာကျွန်တော်ကလပ်နှစ်သင်းချမှာပါ agreement ရခဲ့ပြီဆိုပြီးတော့မှသိရတယ်ဆိုတော့လက်ရှိမှာတော့ Florian West ကိုဒီမကြခင်မှာပဲလီဗာပူးအသင်းကတရားဝင်ခွဲယူနိုင်ခဲ့ပြီဆိုပြီးတော့မှသူတို့အနေနဲ့ကျင်းညာသွားဖို့အခြေအနေရှိတယ်ဆိုပြီးတော့လဲ Sky Sport Germany ကဖော်ပြထားတယ်ဆိုတော့ဒီအပိုင်းတွင်းမှာပဲဆေးဆစ်မှုတွေလောက်သွားမယ်ဆိုပြီးတော့လဲသိရတယ်ဗောလေ Torian Hotspur အသင်းကတော့ကလပ်သင်းရဲ့နီးပ ြားဖြစ်တဲ့အမ်ပိုစီကိုဂလူးကိုတော့ကျွန်တော်တို့ဒီကနေ့မှပဲထုတ်ပယ်ခဲ့ပြီဆိုပြီးတော့မှဒါကလပ်အသင်းဘက်ကတရားဝင်ဖော်ပြထားတယ်ဆိုတော့ ော်တယောက် host parting ကို깟ပြီးတော့ဗောလေ၂ရာစီမြောက်ပါပဲအာနီးပြနီးပြကထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီးတော့မှကျွန်တော်ကလပ်အသင်းအတွက်16နှစ်ကြာကြာဝေးကွာနေတဲ့အောင်မြင်မှုဆူပလာအဖြစ် Europa League Champion ဖြစ်ပြီးတော့မှကျွန်တော်တိတ်မချခဲ့ပါပဲထုတ်ပယ်ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်တယ်ဆိုတော့အရင်နီးပြဖြစ်တဲ့ဒါကျွန်တော်တို့ပိုချက်တီနိုအာကျွန်တော်ခွန်တီမော်ရင်ဟိုတို့ထုတ်ပယ်ခံပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒါနောက်ထပ်ထပ်ပြီးတော့ထုတ်ပယ်ခံတဲ့နီးပြဖြစ်လာပြီးတော့မှအာကျွန်တော် ဒီပေါ့လေဒီရာဒီမှာကျွန်တော်တို့အာယူရိုပါလိဝင်ခွင့်ရပြီးတော့မှကျွန်တော်တို့ဒါအာကျွန်တော်တို့ ယူပါလိချန်ပီယံဖြစ်ခဲ့တယ်။နောက်ရလီမှာလည်းချန်ပီယံဝင်ခွင့်ရအောင်ဆွမ်းဆောင်ပေးနိုင်တဲ့နေပြကိုကျွန်တော်တို့ဒီဒီအသင်းတာဝန်ရှိတဲ့သူဖြစ်တယ်ဗောလေ။ဒန်နီယယ်လီဖိုင်းကထုတ်ပယ်ခဲ့တာဖြစ်ပြီးတော့မှအထူးကတော့ဒီရာဒီမှာဒါကလပ်အသင်းအတွက်ဗောလေလီပြိုင်ပွဲမှာရလက်တွေစိုးဝါနေပြီးတော့မှကျွန်တော်တို့ဒါအဆင့်ဆက်ကုန်တဲ့ရာဒီပိတ်ခဲ့တဲ့အခြေအနေကြောင့်မို့လို့အာအသင်းဘက်ကထုတ်ပယ်ခဲ့တာဆိုပြီးတော့လည်းဖော်ပြထားတယ်။အာတစ်ဖက်မှာတော့အာဆင်နယ်တင်းကအာဗီလိုက်ဆက်တင်းရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ဗန်ဂျမင်း၁၆ခွေပိုးကလပ်နဲ့တင်းကြားမှာဒါကျွန်တော်ဆွေးနွေးနေပြီးတော့မှကောင်းမွန်တဲ့ဆွေးနွေးမှုတွေ တွေရှိနေပြီဆိုပြီးတော့မှဖာဖီဇီယိုရိုမာနိုကပေါ်ပြထားတယ်။ဆိုတော့အာဆင်နယ်တင်းကကျွန်တော်တို့ဒါတိုက်စစ်မှုတယောက်ကိုတောက်လျှောက်လိုက်နေဖြစ်ပြီးတော့မှအာဘတ်ဂျမင်ဆက်ကိုအဓိကခေါ်သွားဖို့လဲသူတို့ချိုးပန်းနေတာ။ဆိုတော့အာဆင်နယ်တင်းဘက်ကတော့ဒီလကုံမတိုင်ခင်မှာပဲကလပ်တင်းစီကိုကစားသမားကိုခေါ်ယူသွားတိုင်ဖို့ချိုးပန်းသွားမယ်ဆိုပြီးပေါ်ပြထားတယ်။ sorry ကလပ်တင်းပြရဲ့အဲအဲဟာလေးအတင်းကတော့နာပိုလီတိရဲ့တိုက်စစ်ကစားမှဖြစ်တဲ့ ဒါကျွန်တော်တို့ဗရာအော်စီမန်ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးဖော်ပြထားတယ်ဗရာအော်စီမန်ကကျွန်တော်တို့ဒါဒီပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့ကလာဆာရီအသင်းကိုအငါးတရာစီထွက်ကစားနာဖြစ်ပြီးတော့မှဒီနွေရာသီမှာတော့နာပိုလီအသင်းကလည်းအပြီးသက်ရောင်းချမှာဖြစ်ပြီးတော့မှပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အာဒါကျွန်တော်တို့ဒီလက်ရှိပေါ့လေ sorry ကလပ်တွေအပြည့်တခြားသောအသင်းတွေကပါခေါ်ယူဖို့စိတ်ဝင်စားနာဖြစ်ပြီးတော့မှကစားသမားကဒီ24နာရီအတွင်းမှာပဲဘယ်ကလပ်ကိုပြောင်းရွှေ့မယ်ဆိုပြီး ဆိုရဲပေါ့လေဒါ decision မျိုးချမှတ်သွားပွဲရှိတယ်ဆိုပြီးသိရတယ်ပေါ့လေဆိုတော့ Bayern Munich အတင်းကဒီနေရာဒီမှာပဲအလို့ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာတော့မယ့်ကလပ်တင်းရဲ့အာကျွန်တော်တို့ဒါ German တောက်မှကစားသမားဖြစ်တဲ့ Lewandowski နေကိုတော့ sorry ကလပ်တွေအပြင်ဒါကြောင့် premier league ကလပ်အသင်းတွေဖြစ်တဲ့ arsenal နဲ့အသင်းကပါအပြိုင်ခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့ကစားသမားကိုကျွန်တော် bayern munich အသင်းကလည်းစာချုပ်အသစ်ထပ်ချုပ်ဖို့ကြိုးပမ်းသွားမယ်ဆိုပြီးတော့လည်း sky sport germany ကဖော်ပြထားတယ်။ napoli အသင်းကတော့ chelsea အသင်းရဲ့ကျွန်တော်ဒါလူငယ်နောက်ခံကစားသမားဖြစ်တဲ့ travel chalovets ကိုခေါ်ယူဖို့ chelsea အသင်းစီကမ်းလှမ်းမှုတွေရှိခဲ့တယ်ဆိုပြီးဖော်ပြထားတယ်။ napoli အသင်းကပြောင်းရွှေ့ခြင်း euro 30ဝန်းကျင်လောက်နဲ့ဒါကစားသမားကိုခေါ်ယူဖို့ပေါ့လေ chelsea အသင်းကိုကြိုးပမ်းခဲ့တာဖြစ်ပြီးတော့မှ chelsea အသင်းကတော့ကစားသမားရဲ့ ဒါတိုးတက်လာလဲကျွန်တော်တို့ခြေစွမ်းကြောင့်မို့လို့ဘက်ကလက်ကိုမှရောင်းချသွားမှာမဟုတ်ပဲねချက်စီအသင်းမှာပဲဆက်ထိန်ထားဖို့ကြိုးပမ်းသွားမယ်ဆိုပြီးဖော်ပြထားတယ်မန်ချက်စတာစီးတီးအသင်းရဲ့ဗောလေဒါကျွန်တော်အင်္ဂလန်တောင်မှကစားသမားဖြစ်တဲ့အာကျွန်တော်ဂျက်ဂရီလစ်ကိုတော့မန်ချက်စတာစီးတီးအသင်းကဒီနေရာဒီမှာပဲအပိသက်ရောင်းချသွားမှာဖြစ်ပြီးတော့မှကစားသမားကိုပြောင်းရွှေ့ခြင်းနဲ့ယူရို55တန်းဝန်းကျင်သတ်မှတ်ထားတယ်ဆိုပြီးဖော်ပြထားတယ် လိုင်းရှိမှာတော့ Premier League club အသင်းတွေဖြစ်တဲ့ Wanhan ဒါကျွန်တော်တို့ဒီ Italy Serie A club တစ်ဆင့်ဖြစ်တဲ့ Napoli တခြားသောအသင်းတွေကပါအပြိုင်ခေါ်ယူဖို့ကြိုးပမ်းတာဖြစ်ပြီးတော့မှကျွန်တော်တို့ Manchester City အသင်းကဒီကစားသမားကိုဒါကျွန်တော် class war ကဲရပေါ့လေဒီကစားသမားအစင်းကပါခြံလက်ခဲ့ပြီးတော့မှမကြခင်မှာပဲကလပ်အသင်းကနေအပိတက်ရောင်းထုတ်သွားဖို့ဂျိုးပန်းသွားမယ်ဆိုပြီးဖော်ပြထားတယ်။ရီယယ်မက်ဒရစ်အသင်းရဲ့ဘရာဇီးတောက်မှကစားသမားဖြစ်တဲ့ရိုဒရီကိုကတော့ဒီမကြခင်ရပိုင်းအတွင်းမှာပဲကလပ်အသင်းရဲ့နေပြတက်ဖြစ်လာတဲ့အစားပြီးအလွန်ဆုံးနဲ့ ဒါနှစ်ယောက်ပေါ့လေတွေ့ပြီးတော့မှဆွေးနွေးမှုတွေလောက်တော့မှဖြစ်ပြီးတော့မှသူ့အနေနဲ့ဇာဘီ အလွန်ဆိုရဲ့ဆုံးဖြတ်ချက်အာကျွန်တော်တို့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီးတော့မှရေမသရစ်အတင်းမှာပဲဆက်ရှိဖို့ကြိုးပမ်းသွားမယ့်အခြေအနေအာတခြားသောဥရောပအတင်းတွေကိုပြောင်းရွှေ့သွားမယ့်အခြေအနေကိုဆုံးဖြတ်သွားမယ်ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့ရိုရီဂိုတော့ဥရောပကလပ်အတင်းတွေပြန်ပရီးမီယာလိဂ်ကလပ်အတင်းတွေဖြစ်တဲ့အာဆင်နယ်ဖက်ကချယ်ဆီနဲ့ကျွန်တော်တို့တခြားသောအတင်းတွေကအပြိုင်ခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပြီးတော့မှရိုရီဂိုကတော့နီးပြားအစ်ဖြစ်တဲ့အလွန်ဆုံးနဲ့ဆွေးနွေးပြီးတော့မှသာကလပ်အတင်းမှာဆက်ရှိဖို့တခြားအတင်းကိုပြောင်းရွှေ့ဖို့ဆိုတဲ့ decision မျိုးချမှတ်သွားမယ်ဆိုပြီးတော့မှ Sky Sport ့ဂျာမနီကပေါ်ပြထားတယ်ဗောလေဆိုတော့ချီးရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်